စကားကြုံရင်နှုတ်မရအတန်ကြောင့်ဖာသိဖြစ်နေရဲ့ TNL ရှမ်းရောက်နဲ့မန်လီတိုင်းကစစ်ညက်နာတင်များနမ်တူနဲ့ဆယ်တော်ကြီးတိုက်ပွဲများဤနောက်ွယ်ပြည်သက်များအလုံးမဲမင်္ဂလာပါရှင်အခုလိုမျိုးကမ္ဘာအရေးမြမအရေးသတင်းတွေကိုသတင်းခေတ် channel မှာအချိန်နဲ့တပြေးညီတင်ဆက်ပေးတော့မှာဖြစ်လို့ channel လေးကို subscribe လေးလုပ်ခဲ့ပြီးမမေ့ပါနဲ့နော် ပြီးခဲ့တဲ့2025ခုနှစ်အောက်တိုဘာလ20ရက်နေ့နောက်ပိုင်းမှာမြန်မာနိုင်ငံရဲ့စည်ရေးချင်းနီဟာတနိုင်ငံလုံးအတိုင်းအတာနဲ့ပုံမှုပြင်းထန်လာခဲ့ပါတယ်။တမရော်အနေနဲ့ရှမ်းမြောက်ဒေသကိုထိုးစစ်ဆေးရမှာနမ်တူမျိုးဟာနောက်ထပ်အထူးကပြတ်မှတ်ဖြစ်လာတယ်လို့စည်ရေးသုံးသပ်သူတွေကခံမှန်းပြောဆိုနေကြပါတယ်။ တိဘောမျိုးကိုတင်ပိုက်ပြီးရဲ့နောက်မှာနမ်တူမျိုးကိုဆက်လက်တင်ပိုက်ဖို့တွန်းအားပေးနေရတွေ့ရပြီးနမ်တူမျိုးနေရဲကရွာရီမှာရှမ်းအလန်တွေလွှင့်ထူထားတာဟာနမ်မရွာတင်ပိုက်စင်ကလိုပဲမကြမီတိုက်ပွဲဖြစ်တော်မယ်ဆိုတဲ့အရေးရောင်တွေကိုပြသနေပါရယ်ဒါအပြင်တက်မတော်စစ်ကြောင်းတွေဟာမိုးဒေတာကိုမဖြတ်ပဲ SSPB SSA ရဲ့အကူအညီနဲ့တော်လန်ကနေနံမတူဘက်ကိုထုတ်ဖောက်ဝေရောက်နေတဲ့ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်လာခဲ့ပါတယ်။ နမ်ဒူကြဆုံးပြီးရဲ့နောက် DNL တို့စင်ကောင်160နဲ့တခြားပစ္စည်းအများများကိုစုပေါင်းထားတဲ့နမ်ဆန်နဲ့မန်တုံဘက်ကပါထိုးစစ်ဆင်လာနိုင်ဝယ်ရှိနေကြောင်းရှမ်းမြောက်ဒေသရဲ့စီအခြေအနေဟာအလွန်စိတ်ဝင်စားစရာကောင်းလာပါတယ်။တစ်ချိန်တည်းမှာပဲမန်လီတိုင်းတွေကမတ်ဒရာ၊စင်ကူ၊တပိတ်ချင်းတွေတို့မှလည်းတိုက်ပွဲတွေပြင်းထန်နေပါတယ်။ အထူးသဖြင့်မန်လေးတိုင်းအတွက်အရေးပါတဲ့ဆေရော်ကြီးကြီးအားလျက်စစ်စယုံကိုတက်မတော်ကသိမ်းပတ်ရရှိဖို့လက်တကန်အကွာရောက်ရှိနေပြီဖြစ်ပြီးဒရုန်းအဖွဲ့ရဲ့အပြင်းထန်ခြေမုံမှုကြောင့်မန် PDF တပ်ဖွဲ့ဝင်တွေထိခိုက်မှုများကြားနေပါတယ်။ဒါအပြင်ကြောင်မဲမျိုးမှလည်း TNL နဲ့ပူးပေါင်းပြီးပြည်သူတွေကိုနှိတ်ကငွေညစ်ခဲ့တဲ့ရက်ွက်အုပ်ကြီးအပါအဝင်ပူးပေါင်းပါဝင်သူတွေကိုစည်ရင်ပြုစုဖော်ထုတ်အရေးယူနေပြီဖြစ်တာကြောင့်စည်ရင်နိုင်ငံရေးလှုံ့ဆော်မှုတွေဟာတပြိုင်နက်အချိန်ဟုံမြန်မာနေရာကိုတွေ့ရပါတယ်။ အော်တိုဘားလ20ရက်နေ့နောက်ပိုင်းကနေကြည့်ရင်ရှမ်းမြောင်နယ်မန်လီတိုင်းမှာရှိတဲ့စစ်မျက်နှာအသစ်များမှာတိုက်ပွဲတွေဟာပုံမှုပြင်းထန်လာခဲ့ပါတယ်။အထူးသဖြင့်စစ်ရေးတုံ့တက်သူတွေရဲ့ခံမှန်းချက်အရစကားကြွရကနေစတင်ခဲ့တဲ့စစ်စင်ကြီးဟာမြို့သစ်တွေကိုပြစ်မှတ်ထားလာတာတွေ့ရပါတယ်။လက်ရှိမှာတော့ရှမ်းမြောင်ရှိနမ်တူမြို့ကိုတမရော်ကဘလုံနီးပြူဟာရီနဲ့ထုတ်ပေါက်နေတယ်လေ မန်လေးတိုင်းရဲ့အရေးပါတဲ့ဆေရိုကြီးကိုဘသူတွေကထင်းချုပ်ထားတယ်တီအန်အန်လေးကောင်းဆောင်တွေတရုတ်ပြည်ရဲ့ထွက်ပြေးရဆိုတဲ့သတင်းတွေရဲ့နောက်ွယ်ကအကြောင်းရင်းတွေကိုဆေးရရှူတော်ကနေသုံးသပ်တင်ပြပေးသွားမှာဖြစ်ပါတယ်။နမ်တူမျိုးသိမ့်ပိုင်ရေးနဲ့ရှမ်းတက်ဤအခန်းကဏ္ဍရှမ်းမြောက်စညနာမှာတမရစကြောင်းတွေဟာတီဘောမျိုးကိုသိမ့်ပိုက်ပြီးချိန်မှာနောက်ထပ်ပြမှတ်ကနမ်တူမျိုးဖြစ်လာနိုင်ကြောင်းဆေးရသုံးသပ်မှုတွေထွက်ပေါ်လာပါတယ်။ဒီကမန့်ချက်တွေကိုအကောင့်စီမဲ့အချက်တွေရှိပါတယ်။ ပထမအချက်ကတမရစစ်ကြောင်းတစ်ခုဟာဒီဘောနဲ့နမ်တူကြကမိုးတေတတာကိုချက်တန်းခြင်းမရှိဘဲတော်လန်ကြကနေနမ်တူဘက်ကိုတက်သွားကြောင်းမြေပြင်တည်င်းတွေထွက်လာပါတယ်။ဒီထုတ်ဖောက်မှုမှာတမရစစ်ကြောင်းနေဟာ SSPB SSA ရှမ်းပြည်ဒုတိယပါတီရှမ်းပြည်တမရရဲ့အကူအညီနဲ့တော်လန်ကနေဝင်ရောက်နေရဆိုတဲ့တည်င်းများထွက်ပေါ်လာပါတယ်။အချို့စစ်ကြောင်းတွေက SSPB SSA uniform တွေဝတ်စင်ပြီးရှမ်းတပ်နဲ့အတူရှိနေကြောင်းလည်းပြောဆိုလာပါတယ်။ ဒါကြောင့်နံပါတ်2မျိုးကိုတင်ပိုက်ပြီးပါကနံပါတ်2ကနေတဆင့် TNL တပ်ဖွဲ့တွေကစစ်ရင်အောင်စုထားတဲ့နမ်ဆန်မန်တောဘက်ကပါဆက်လက်ထိုးစစ်ဆင်လာနိုင်ပွဲရှိနေပါတယ်။အထူးသဖြင့် TNL ကတပိတ်ချင်းစင်ကူးနယ်ဟာသိမ်းယူလာတဲ့အစင်အကောင်160ဘုံမြေတွေလက်ရှိပစ္စည်းတွေနဲ့ကားတွေကိုနမ်ဆန်မန်တောဘက်ကပို့ဆောင်ထားတာကြောင့်အဲ့ဒီဒေသတွေဟာစစ်မျက်နှာတွေထက်လာနိုင်ပါတယ်။ကြောင်မဲမျိုးမှာပူပေါင်းပါဝင်သူများအေးအေးယူခံရခြင်း တက်မရော်ကပြန်လည်တင်ပိုက်နိုင်ခဲ့တဲ့ကြောင့်ပဲမြို့မှာတော့ TNL နဲ့ပူပေါင်းပြီးတက်မရော်နဲ့ရက်တက်ဖွဲ့ဝင်တွေကိုဖမ်းဆီးနှိပ်ကွယ်ရမှာပူပေါင်းပါဝင်ခဲ့သူတွေအပြင်တည်သူတွေကိုဖမ်းဆီးပြန်ပေးစေငွေညက်တဲ့သူတွေကိုပါဖော်ထုတ်အရေးယူနေပါတယ်အထူးသဖြင့်ကြောင်မဲမျိုးတရက်ကွက်အုပ်ကြီးအောင်မင်းဟာတရနယ်လီကခန့်အပ်ခံရပြီးတဲ့နောက်ဒေသခံတွေကိုနှိတ်ကွက်ခဲ့သူပါ အောင်မင်းဟာပြည်သူတဦးကိုဖမ်းဆီးလိုက်ရုံနဲ့အနည်းဆုံးကျပ်သိန်း20ကိုအရင်ဆုံးတောင်းခံခဲ့ပြီး TNL ကတမတ်တောင်းဆိုရဲငွေကြေးသိန်း300ကနေ3000ထိကိုလည်းပြည်သူတွေကပေးခဲ့ရပါတယ်။လက်ရှိမှာတော့ကြောင်မဲအုပ်ချုပ်ရေးအဖွဲ့က TNL နဲ့ပူးပေါင်းပြီးမြို့ကိုဖျက်ဆီးခဲ့သူတွေရဲ့အမည်စရင်းကိုထုတ်ပြန်ပြီး၎င်းတို့ရဲ့နေအိမ်တွေကိုချိတ်ပိတ်သိမ်းဆဲဖို့ပြင်ဆင်နေကြောင်းသိရှိရပါတယ်။မန္တလေးတိုင်းစစ်မျက်နှာတင်နေစေတော်ကြီးဤအရေးပါမှု မလီတိုင်းအတွင်းမှာလည်းမဒရာ၊စင်ကူတပိတ်ချင်းနယ်မြေတွေမှာတိုက်ပွဲတွေပြင်းထန်နေပါတယ်။တမရော့စစ်ကြောင်းတွေရဲ့ထိုးစစ်ကြောင်းမဒရာနေမြေရဲ့80ရာခိုင်နှုန်းကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီးအရေးပါတဲ့ဆယ်ရောကြီးကြီးလောက်တမန်ကိုသိမ်းပိုက်ဖို့လက်တကန်အကွာကိုရောက်နေပါပြီ။ဆယ်ရောကြီးဟာမလီတိုင်းအတွက်အလွန်အရေးပါပါတယ်။ပါကြောင်လေဆိုတော့ဆယ်တော်ကြီးကြီးအားလျက်ဆက်ဆက်ရုံဟာပသိန်ကြီးမက်ဒရာစင်ကူတပိတ်ချင်းမူကုတ်စရဲမျိုးတွေကိုလျှက်စစ်တဲ့အဖျံဖြူရနေရာဖြစ်လိုပါပဲ။ ီးမြားကိုထိန်းချုပ်နိုင်ခြင်းဟာဒေတာရင်းညှက်စစ်မီလုံခြုံရေးအတွက်မရှိမဖြစ်အရေးပါပါတယ်။လက်ရှိမှာဆယ်ရောကြီးဝင်ကျန်မှာတိုက်ပွဲတွေပြင်းထန်နေပြီးတက်မတော်စစ်ကြောင်းတွေကအလောင်းလက်နက်ရရှိမှုတွေနေစဉ်မြင့်တက်နေရကြောင့်မကြမီရှက်ပိုင်းမှာဆယ်ရောကြီးကိုသိမ်းပိုက်ရရှိတော်မှာစစ်တယ်လို့ခန့်မှန်းရပါတယ်။တပိတ်ချင်းစစ်မျက်နှာနဲ့ TNL ကောင်းဆောင်များဤဝါရဖြန့်မှု စင်ကူနဲ့တပိတ်ချင်းနယ်ရီမှာလည်းတိုက်ပွဲတွေတင်းထန်နေပြီးလက်နက်ကင်အင်အားစုတွေဟာတပိတ်ချင်းနယ်ရီကဖော်ရော်လန်စုံကိုပြန်သိမ်းပိုက်ဖို့ပိုးစာရော်ဘတ်ကိုစူးစီးရောက်ရှိလာတာတွေ့ရပါတယ်။ဒါအပြင်တမရော်ရဲ့ဒရုန်းဖွဲ့ကအပြင်းထန်ချိန်မုံမှုကြောင့်မန်း PDF တပ်ဖွဲ့ဝင်တွေအများအပြားတန်ရာရရှိနေကြောင်းစစ်သည်ရေးစတွေကနေတဆင်အကူအညီတောင်းခံတဲ့တွေစုညံ့နေရလို့သိရပါတယ်။ဒီအချိန်မှာ TNL ဘက်ကဝါရဖြန်တဲ့တင်ပုံအွန်လိုင်းမှာပြန့်နှံ့လာပါတယ်။ ဒါကတော့ TNL ထိပ်ပိုင်ခေါင်းဆောင်တွေဖြစ်တဲ့တာကျုံကြတာပုံးကျော်အပါအဝင်တချို့ခေါင်းဆောင်တွေတရုတ်ပြည်တွေကိုထွက်ပြေးသွားတဲ့တဲ့င်းပဲဖြစ်ပါတယ်။ဒီတဲ့င်းဟာအခြေမြတ်မရှိဘူးလို့သုံးသပ်ရပါတယ်။ဘာကြောင့်လဲဆိုတော့မြန်မာတရုတ်နယ်စပ်ကလက်နက်ကိုင်းတွေကိုတရုတ်အစိုးရကတရားစီရင်နေပြီးတော်တော်များများကိုတည်တံ့အပြစ်ပေးခဲ့တာကြောင့်ဒီအပြစ်သားခေါင်းဆောင်တွေတရုတ်ပြည်ရဲ့ပြေးဝင်မှာမဟုတ်ပါဘူး။ ကြာဟာပလောင်နယ်ရဲကမျိုးတွေကိုတမတော်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေရှုံနေသွားစေဖို့ရည်ရဲတဲ့ဝါရဖြန့်ချင်တာဖြစ်နိုင်ပါတယ်။ TNL ကောင်ဆောင်တွေဟာမြန်မာစစ်သူကြီးတွေကိုရည်ရဲချက်ရှိရှိစော်ကားတဲ့ငါတို့လည်းတိုက်ယူထားတာပဲ။မင်းတို့ပြန်လို့ချင်းလဲပြန်ပြီးတိုက်ယူလေဆိုတဲ့စကားကိုကျွန်ခဲ့ဘူးပါတယ်။မြန်မာစကားပုံမှာကြမ်းကြုံရင်းနှုတ်လို့ရတယ်။စကားကြုံရင်းနှုတ်လို့မရဘူးဆိုတဲ့အစိုးမိတ်တိုင်းပဲ TNL ဟာဒီစကားကြုံမှုအတွက်ပေးဆက်ရအောင်မှဖြစ်ပါတယ်။ ရှမ်းမြောက်နမ်တူမန္တလေးတိုင်းစည်တော်ကြီးနဲ့တပိတ်ချင်းစစ်မျက်နှာတွေမှာတမတော်ကထိုးစစ်ဆင်နေမှုတွေဟာပြည်သူတွေရဲ့ပူပေါင်းပါဝင်မှုနဲ့လေကြောင်းတိုက်ခိုက်ရေးရဲ့ထိရောက်မှုတွေကြောင့်အောင်မြင်မှုတွေရရှိနေတာတွေ့ရပါတယ်။တရနယ်လေးရဲ့စကားကြုံမှုတွေပေးဆမှုတွေစစ်မျက်နှာတွေရဲ့နောက်ဆက်တွဲအခြေအနေတွေကိုကျမတို့ဆက်လက်ဆောင်ကြည့်သွားရပါမယ်။ချုံငုံတုံးသက်ကြီးအရေးတမတော်ရဲ့လက်ရှိတနိုင်ရန်လုံအတိုင်းတာနဲ့ထိုးစစ်ဆင်မှုဟာရှမ်းမြောက်ဒေသမှာနမ်တူနမ်ဆန်နဲ့မန်တုံတို့ကိုဆက်တိုက်သိမ်းပိုက်မဲ့ရွေကျက်ရှိနေတယ်လို့ မန်လေးတိုင်းဒေသကြီးမှာလည်းဆယ်တော်ကြီးခင်လောင်တမန်ကိုတင်ပိုက်ပြီးလက်နက်ကင်အောင်ကြောင့်မူရီကိုအဆုံးသတ်ဖို့ကြိုးစားနေရတွေ့ရပါတယ်။ကြောင်မဲမျိုးမှာ DNL နဲ့ပူပေါင်းသူတွေကိုဖော်ထုတ်အရေးယူနေခြင်းနဲ့တပည့်ချင်းတွေကတမရော်လီရဲ့ပြမှတ်ကိုအတိအကျထိမှန်ချေမှုန်းနိုင်ခြင်းတို့ဟာ ြည်သူရဲ့ပူပေါင်းပါဝင်မှုအားကောင်းလာခြင်းရဲ့လက္ခဏာဖြစ်တိုင်းနေလို့တုံ့တက်နိုင်ပါတယ်။တစ်ချိန်တည်းမှာ TNL ကောင်ဆောင်တွေတရုတ်ပြည်ရဲ့ကိုထွက်ပြေးတယ်ဆိုရဲဝါရဖြန်တထင်းများထွက်ပေါ်လာတာဟာတက်မတော်ရဲ့ပြင်းထန်တဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုရှော့ကျစေလို့ရရွေးချက်သားဖြစ်နိုင်ပါတယ်။အပေကြောင့်ဆိုတော့တရုတ်နိုင်ငံကစီးပွားရေးဆိုင်ရာပြစ်မှုတွေနဲ့ပတ်သက်ပြီးမြန်မာတရုတ်နယ်စပ်ကတော်တော်များများကိုတိုက်တဲ့အထိအပြစ်ပေးနေတဲ့အတွက် TNL ကောင်ဆောင်တွေပြေးဝင်ခိုးလုံရဲမှာမဟုတ်ပါဘူး။ ဒါကြောင့်မြန်မာစကားပေါ်မှာပါတဲ့တန်းကျုံလင်းနှုတ်လို့ရတော့လဲစကားကျုံလင်းနှုတ်လို့မရဆိုတဲ့အတိုင်း TNL ကောင်းဆောင်တွေရဲ့မင်းတို့ပြန်လို့ခြင်းလဲပြန်တိုက်ယူလေဆိုရဲစော်ကားတဲ့စကားအတွက်မြန်မာတက်မတော်ရဲ့ပြင်းထန်တဲ့ထုတ်စစ်ကိုခံနေရတာဖြစ်ပါတယ် TNL ရဲ့စကားကျုံမှုအတွက်ပေးဆက်ရမယ့်အကျိုးဆက်တွေဘလောက်ထိရှိလာမလဲဆိုတာကိုစောင့်ကြည့်ဖို့တိုက်တွန်းရင်းတင်ပြချက်ကိုခေတ္တရန်နာပြစေရှင်အခုတင်ပြချက်ပေါ်မှာမိတ်ဆွေတို့ရဲ့တုံ့ပြန်ချက်များကိုလဲကွန်မန့်ကနေတဆင်းညွှန်ဝေပေးခဲ့ပါဦးနော် အခုလိုစိတ်ဝင်စားကြကောင်းပြီကပ္ပရေမြမရေတရင်နာစွာကိုနားဆင်ဖို့ဒီခေတ်ချရေကိုလိုက်ရ subscribe လေးလုပ်ပြီးပေးနာ notification လေးကိုလည်းနှိပ်ထားဖို့တမမီပါနဲ့နော်ကြည့်ရှုသူများအားလုံးဘေးရန်ခတ်သိမ်းကင်းရှင်းကြပါစေရှင်